ရှင်ဘုရားခုပြောတဲ့အိတ်တန်နဲ့မစ္စရိယဟာဘာကိုအကြောင်းခံပြီးတော့ဖြစ်လာတာလဲလူတွေရဲ့စိတ်ထဲမှာဘာရှိနေရင်အိတ်တန်မစ္စရိယဖြစ်ပါသလဲဘာမရှိရင်အိတ်တန်မစ္စရိယမဖြစ်ပါသလဲဟောဘာရှိနေတဲ့ဗျာကလပလုံးအိတ်တန်မစ္စရိယရှိမယ်ဘာမရှိတော့ရင်အိတ်တန်မစ္စရိယဆိုတာမဖြစ်တော့ဘူးဆိုနိုင်ပါသလဲ ဆိုလိုတာကတော့အိဒါမစ္စရိယရဲ့အကြောင်းတရားကပါပါလေ။တာဟုမေးတာအိဒါမစ္စရိယရဲ့အကြောင်းကပါလေလို့မေးတာ။မေးတော့မြတ်စွာဘုရားကအိဒါမစ္စရိယခေါ်ဒေဝနာမိန်နဲ့ပြီးရပြီးရနိဌာနံ။ချက်ချင်းမုံရင်းဟာအိဒါမစ္စရိယဖြစ်ခြင်းအကြောင်းပဲ။လူတွေမှနှစ်ခုပဲပြနေတယ်။ချက်ချင်းမုံရင်းနှစ်ခုပဲပြနေတယ်။ အဲ့တော့တဖက်သားကို မုံတယ်တဖက်သားရဲ့အောင်မြင်မှုကိုမုံတယ်အိဒါဖြစ်တယ်ကိုယ့်ရဲ့အောင်မြင်မှုကိုချစ်ခင်တယ်လိုလားတယ်မျက်နှိုးတယ်ဆိုလို့ရှိရင်မစ္စရိယဖြစ်တယ်ပြီးရပြီးရစိတ်ထားခြင်းကမတူဘူးတော့ အိန္ဒမစ္စရိယရဲ့နောက်ဆက်တွဲဟာအိန္ဒမစ္စရိယနဲ့တွဲဖက်ပြီးတော့ဖြစ်တာကဒေါသပဲဖြစ်တယ်။ဟောလောဘနဲ့တွဲမဖြစ်ဘူးဒေါသနဲ့တွဲဖြစ်တယ်။နော်စိတ်ထဲမှာမချင်နှမှုနဲ့ပဲတွဲတာပဲသူကတွေ့ချင်တတ်တာနဲ့မတွဲဘူး။အဲ့တော့တစ်ဖက်သားရဲ့အောင်မြင်ကြည့်ပွားမှုကိုမနာလို့မရှုစိတ်မုံတီးစိတ်ရှိလို့ရှိရင်အိန္ဒဖြစ်တယ်။ ကိုယ့်ရဲ့အောင်မြင်ကြည်ပွားမှုကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ဟာမစ္စရိယဖြစ်တယ်အဲ့လိုဆိုလို့လေပေါ့အဲ့တော့အိဒ္ဓမစ္စရိယအိဒ္ဓဖြစ်ခြင်းကနော်သူတို့ဟာကိုမုံတိမှုကအဓိကမစ္စရိယဖြစ်မှုကကိုယ့်ဟာကိုတမုတ်မျက်နှိုးနေမှုကအဓိကချစ်ခင်မှုကအဓိကလို့အဲ့တော့ပြီးရပြီးရနိဒ္ဒနာ ချက်ချင်းမုံချင်းဆိုတဲ့သဘာဝနှစ်ခုကိုကြည့်ပြီးတော့လူတွေမှာအိဒါဖြစ်တယ်မစ္စရိယဖြစ်တယ်နော်အိဒါမစ္စရိယဖြစ်တယ်လို့အဲ့တော့ချက်ချင်းမုံချင်းလို့ခွဲခြားပြီးမြင်းနေသည်မြတ်ကာလပလုံးအိဒါမစ္စရိယဖြစ်မှာပဲတဲ့ချက်ချင်းမုံချင်းလို့ခွဲခြားမြင်းမှုမရှိတော့ဘူးဆိုလို့ရှိရင်အိဒါမစ္စရိယမဖြစ်တော့ဘူးလို့မြတ်စွာဘုရားကပြီးရပြီးရပဘောဟာ ချစ်ချင်းမုံချင်းဆိုတဲ့ကွဲပြားခြားနားမှုကိုကြည့်ပြီးတော့ဒီအိဒါနဲ့မရှိရဖြစ်တာပါလို့ဖြေလိုက်တယ်